မှာကျွန်တော်တို့ one of the students are လုပ်လို့မရဘူးเนาะမှားပါတယ်เนาะအားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တို့တစ်ခါတလေမှာပေါ့เนาะအုပ်စုတွေကတစ်ခုအုပ်စုတွေကတရဥမာနေနဲ့ဆိုလို့ရှိရင်ထားပါတော့ပေါ့เนาะငါတငယ်ချင်းတွေကတရကျောင်းသားတွေကတရငါဆင်မျိုးတွေကတရဘောနော်အဲ့လိုပြောချင်တဲ့အခါမှာဆိုရင်ဘယ်လိုပုံစံလေးပြောမလဲโอเคအဲ့လိုမျိုးပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ one of plus ဖလူရနောင်းโอเคเนาะအဲ့ပုံစံလေးနဲ့သုံးပြီးတော့ပြောပါတယ်ရှင့်ဥမာနေနဲ့ဆိုလို့ရှိရင်ငါတငယ်ချင်းတွေထဲကတယောက်လို့ပြောမယ်ဆိုလို့ရှိရင် one of my friends အဲ့မှာ friend မှာကျွန်တော်တို့ s ထည့်ပေးရမယ် plural noun ပုံစံပေါ့ဆိုတော့တကယ်တည်းချင်းနေအများကြီးတွေကတယောက်လို့ပြောတာဖြစ်တဲ့အတွက်အဲ့ကျွန်တော်တို့ကနောက်လိုက်မဲ့ noun မှာတော့ plural form ပေါ့နော်အများကြီးပုံစံလုပ်ပေးရမယ်တကယ်တည်းဆိုလို့ရှိရင် friend မှာ s ထည့်ပေးရမယ်ပေါ့နော်အများကြီးပုံစံလုပ်ပေးရမယ်ပေါ့နော်အဲ့တော့ထားပါတော့ငါတကယ်တည်းချင်းနေတွေကတယောက်ဆိုလို့ရှိရင် one of my friends โอเคအဲ့နောက်မှာကျွန်တော် valve ကိုညှိတဲ့အခါမှာကြာရင်လည်းနည်းနည်းမှားတတ်တယ်။ तू ကကျွန်တော်တို့ friend မှာကျွန်တော် estate data ဖြစ်တဲ့အတွက်ပေါ့နော် तू ကအများကြီးပုံစံဆိုပြီးထင်နေကြပါတယ်ရှင့်။မဟုတ်ပါဘူးနော် तू ဒီအတွက်လိုက်မှတ်မယ်ဆိုရင်ငါတငယ်ချင်းတွေတဲကတရအဲ့တယောက်ကိုပဲပေါ့နော်ဆိုလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကို valve ကိုယူမှာဆိုလို့ရှိရင် singular တစ်ခုခဲအနေနဲ့ပဲယူရပါတယ်နော်အဲ့ဒီဟာလေးကနည်းနည်းမှားတတ်တယ်နော် okay အဲ့တော့ကျွန်တော်တို့ဥပမာအနေနဲ့ဆိုလို့ရှိရင် one of the students is absent today ဒီနေ့ចောင်းသားတွေကတယောက်မလာဘူးပြက်ကွက်တယ်ပေါ့โอเคเนาะအဲ့ဒီမှာကျွန်တော်တို့ one of the students are လုံးလို့မရဘူးเนาะမှားပါတယ်เนาะ singular ပုံစံနဲ့ပဲယူရပါတယ်ရှင့်အဲ့တော့ one of the students is absent today โอเคเนาะနောက်ဥမာအနေနဲ့ဆိုလို့ရှိရင် one of my friends lives in japan ငါတငယ်ချင်းတွေကတယောက်ကဂျပန်မှာနေပါတယ်တဲ့ဒီမှာလည်းကျွန်တော်တို့ verb ကို singular ပုံစံနဲ့ပဲယူသွားတယ်เนาะ နောက်ဦးမအနေနဲ့ဆိုလို့ရှိရင် this is one of my favorite songs ဒီအတော့ငါရဲ့အချိုက်ဆုံးသချင်းတွေကတပုတ်ပါတဲ့အဲ့တော့ကျွန်တော်တို့အုပ်စုတွေကတခုအုပ်စုတွေကတယောက်လို့ပြောချင်လို့ရှိရင် one of class pronoun နဲ့ပြောရပါတယ်နော် five ကိုသုံးတဲ့အခါကျရင်တော့ကျွန်တော်တို့ singular တခုကိန်းတယ်ပဲသုံးပါတယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီနားလေးမှာလေ one of class pronoun နဲ့ each of class pronoun โอเคအဲ့ဒီနှစ်ခုရဲ့ကွဲပြားချက်လေးကိုလည်းရှင်းပြပေးခြင်းပါတယ်ရှင်။ तू ကလည်းနှစ်ခုလုံးကတော့ကျွန်တော်တို့ singular အနေနဲ့ပဲယူပါတယ်ဗောနော်ကျွန်တော်တို့တစ်ခုခဲအနေနဲ့ပဲယူပါတယ်เนาะ။ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အတိတ်ပဲလေးဘယ်လိုကောသားမလဲဆိုတော့လေ one of plus pronoun နဲ့ပြောမယ်ဆိုလို့ရှင်ကျွန်တော်သူ့ရဲ့အတိတ်ပဲလေးကကျွန်တော်တို့အုပ်စုတွေကတစ်ခုပဲ။အဲ့အုပ်စုတွေကတယောက်ပဲ။ကျွန်တော်တို့ရှင်းမှလည်းပြောခဲ့တယ်ဗောနော်။အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှင် one of the students is upset today ။ကျောင်းသားတွေကတယောက်ကဒီနေ့ပြက်ကွက်ပါဗော။တယောက် အုပ်စုတွေကအုပ်စုတွေကတယောက်အုပ်စုတွေကတစ်ခုကိုပဲဆိုလိုတာဖြစ်ပါတယ်ရှင်။တကယ်လို့ကျွန်တော်တို့ each of plus pronoun နဲ့ပြောလိုက်ပြီဆိုရင်ကျွန်တော်တို့ကအုပ်စုတွေမှာရှိတဲ့တစ်ခုချင်းစီတိုင်းအုပ်စုတွေမှာရှိတဲ့တယောက်ချင်းစီတိုင်းကိုဆိုလိုတာဖြစ်ပါတယ်ရှင်။ Okay နော်။အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင် each of the students has a pencil ကျောင်းသားတွေထဲမှာတယောက်ချင်းစီတိုင်းကဆိုတော့ကျောင်းသားတွေအားလုံးထဲမှာတယောက်ချင်းစီတိုင်းကเนาะခုနကတော့ကကျောင်းသားတွေကတယောက် ခုကကျတော့ចောင်းသားတွေတဲကတက်ရောက်ချင်းစီတိုင်းအဲ့လိုလေး꿰ပါတယ်နော်အဲ့တော့အခုဒီဥမာနဲ့ဆိုလို့ရှိရင်ចောင်းသားတွေတဲကတက်ရောက်ချင်းစီတိုင်းမှာခဲတဲ့တချောင်းစီရှိပါတယ်တဲ့โอเคအဲ့တော့ one of plus pronoun each of plus pronoun ရှင်းသွားပြီသိပါတယ်နော်ပြန်ရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ one of plus pronoun ကကျတော့အုပ်စုတွေတဲကတစ်ခုပဲအုပ်စုတွေတဲကတက်ရောက်ပဲ each of plus pronoun ကကျတော့အုပ်စုတွေထဲမှာရှိတဲ့တစ်ခုချင်းစီတိုင်း ုပ်စုတွေမှာရှိတဲ့တယောက်ချင်းစီတိုင်းကိုဆိုလိုတာဖြစ်ပါတယ်နော်။ Okay အားလုံးပဲရှင်းသွားပြီထင်ပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။